ဟယ်လိုဝါလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ Jacob Spaniel Report အရာ Manchester United ရဲ့ဘက်ကတော့လက်ရှိတိုက်စီမှုဖြစ်တဲ့ Victor Osimhen နဲ့အခြေအနေတွေ ပြီးဆုံးသွားပြီဆိုတဲ့အကြောင်းကျွန်တော်တို့နည်းနည်းပြောကြည့်အောင်ဒီနေရာမှာ sorry club တွေရဲ့ဘက်ကတော့တိုက်စစ်မှုဖြစ်သူ Victor Osimhen ကိုခေါ်ဖို့အတွက်ထိတ်ဆုံးကနေပြီးတော့ရေပန်းစားလာတဲ့အသင်းတွေဖြစ်လာပြီပေါ့နော် တူဂီတူဒီဂီကလာတဲ့ report တွေရဆိုလို့ရှိရင်လက်ရှိမှာသဘောတူညီမှုရဖို့အတွက်ကစားသမားနဲ့အမှန်ကန်ကြိုးပမ်းနေကြတဲ့အဆင့်ကိုရောက်လာပြီပေါ့ United အတွက်ကတော့သူတို့ရဲ့ number 1ဦးစားပေးပြစ်မှတ်ဟာ Liam Delap ဖြစ်ပြီးတော့ Matthias Cunha က number 10ရုပ်ဖြစ် United ကိုရောက်လာဖို့ကျွန်တော်ရှိတယ် ဒါကြောင့် Victor Osimhen ဒီ Manchester United ရဲ့တိုက်စစ်မှုပြစ်မှတ်လုံးဝမဟုတ်တော့သလိုအသင်းကိုရောက်လာဖို့အချိန်ကြီးတော်တော်ကြီးကိုနှဲသွားပြီဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ဒီညမှာတော့ကျွန်တော်အနေနဲ့ဒီတိုက်စစ်မှုဖြစ်သူနဲ့ပတ်သက်လို့ကတော့ထားပါတော့ David Ornstein တို့ Manchester Evening News တို့เนาะ Lorry Wintwe တို့ဒါ Blue Report တွေပဲထွက်လာထွက်လာပေါ့လေ။အသင်းရဲ့နံပါတ်1ဦးစားပေးပြည့်မှတ်သည့်လက်တလောထွက်လာတဲ့တဲ့တွေကလီယမ်ဒီလက်ဖြစ်တယ်ဆိုတာကျွန်တော်တို့အများကြီးသိထားပြီ ဆိုတော့ Vita Osimhen တို့ Vita Gyökeres တို့ဆိုတဲ့အခန်းကဏ္ဍတွေကပြီးသွားပြီပြီးသွားတယ်လို့ကျွန်တော်တို့ဒီဘလူးယွန် Benjamin Sesko တို့ဘာလို့ဆိုတာမျိုးကလည်းပါတယ်လို့ခန်းစားရတယ်လို့ခန်းစားမှုမရှိတော့ဘူးဆိုတော့အသင်းနဲ့တအားထွက်တရင်ထွက်ခဲ့တာကအိုစီမန်ပဲအထူးသဖြင့်တော့ Vita Q Geogras တရင်ထွက်တယ်ဆိုတာကဒီနီးပြဖြစ်သူကဗောနော်သူနဲ့လက်တွဲခဲ့ဘူးလို့အသင်းကတရင်ထွက်တာတကယ်တမ်းကဗျာဒီကစားမဖြစ်သူက Champions League ကစားခြင်းနဲ့ပြီးလို့ရှိရင်သူ့ရဲ့ သူ့ကိုပေးရမယ်ပေါ့နော်သူ့ကိုခေါ်ခြင်းပေးရမယ်ကြီးကလည်းတအားများတယ်နော်အဲ့လိုမျိုးကြောင်းနဲ့ကျွန်တော်တခြားအသင်းတွေရဲ့ဘက်ကပဲ Gukres ကိုခေါ်ဖို့အတွက်အများကြီးသတင်းတွေကျွန်တော်တို့နေပူပူကောင်းလာကြပြီးတော့ United နဲ့ပတ်သက်တဲ့သတင်းတွေကညင်ကြီးနေတာဒီ Benjamin Sesko တို့ဘာလို့ကတော့အသင်းကအဲ့လောက်သတင်းထွက်တဲ့တည်းမှာမပါဘူးအများအပြားအဲ့ဒါပရိသတ်တွေရဲ့အကြိုက်ပရိသတ်တွေရဲ့စန္ဒာဒီလောက်ပဲကျွန်တော်မြင်နေရတာနောက်တစ်ခုကကျွန်တော်နေ Victor Osimhen Osimhen ကကျတော့ရှင်းတယ် ကစားမဖြစ်သူကမန်ချက်စတာယူနိုက်တက်နဲ့တင်းထွက်တယ်။တကယ်လည်းပဲယူနိုက်တက်ဘက်ကသဘောကျတဲ့နေရာမှာပါတယ်။ဒါပေမဲ့လို့ပေါ့နော်။ OCM ရဲ့အနေထားကယူနိုက်တက်ရဲ့အကန့်အသတ်တွေကိုကြော်လွန်နေတယ်။အထူးသဖြင့်ကစားမဖြစ်သူရဲ့လောက်ခလာစာမျိုးပေါ့။လောက်ခလာစာဟာ Chelsea လိုအသင်းကတောင်မှပေးဖို့အတွက်နောက်ဆုတ်ခဲ့ရတယ်ဆိုတာမျိုးကိုကျွန်တော်ကြည့်ရင်ယူနိုက်တက်လိုမျိုးငွေကြေးပိုင်းရအခက်အခဲဖြစ်နေတဲ့အသင်းတင်းတွေမလွယ်ကူပါဘူး။ဒါအပြင်ကျွန်တော်တို့ကဒီ payment structure တွေ weight structure တွေကိုပြန်ပြီးတော့ပြင်ဖို့ကြိုးပမ်းနေတဲ့အသင်း ကျွန်တော်အိုစီမန်တို့လိုမျိုးလာတာတွေထောင်ထွက်သွားစီမဲ့နော်ကျွန်တော်ကစားမမျိုးတွေကိုတွေ့ရဖို့ကခဲရင်းနေနောက်တစ်ခုကဒီနာပိုလီနဲ့ပြဿနာတွေဖြစ်ထားတာဆိုတော့အသင်းဘက်ကလည်းဒါကိုရှောင်ခြင်းတဲ့သဘောမျိုးဒါကြောင့်ဗောနော်ကျွန်တော်တို့ဗစ်တာအိုစီမန်ရဲ့အခြေအနေကလက်ရှိအချိန်ထိတော့ဗောနော်ရလာတဲ့ report တွေကယူနိုက်တက်ဟာအိုစီမန်ကိုအသင်းရဲ့ပြတ်မှတ်ထဲမှာမထားတော့ဘူးနော်ဆိုတော့လက်ရှိအိုစီမန်နဲ့ပတ်သက်ပြီးတော့လည်းဘယ်အသင်းမှလည်းကောင်းကောင်းသတင်းမထွက်တော့ဘူးတကယ်တမ်းတွေးကြည့်ရရင် နာပိုလီရဲ့ဘက်ကစာချုပ်တင်တာတစ်နှစ်လောက်လာမသူကျန်တော့တာထင်ပါတယ်။အိုစီမန်ကအဲ့လောက်ပဲကျန်တော့တဲ့ကစားမကိုမဖြစ်မနေသူတို့ရောင်းချင်တယ်။မဖြစ်မနေသူတို့လက်လွတ်ချင်တယ်။နော်မဖြစ်မနေကိုသူတို့ကလက်လွတ်ချင်တယ်။အဲကစားမဖြစ်သူရဲ့ဘက်ကလည်းနာပိုလီနဲ့သူဟာဇလန်ပြီးသွားပြီ။နော်ပြဿနာတွေအကြီးကြီးဖြစ်ထားတာနီပြအန်တိုနီယိုကွန်ဒီနဲ့ရောဆိုတော့အဲလက်ရှိတူရကီကိုရောက်သွားတဲ့အချိန်မှာလေသူကအငှားပြဗျာဒီအငှားထဲမှာတောင်မှဘယ်လိုပြောမလဲဂျားထဲမှာပေါ့နော်ယာဒီဝတ်မှာသူ့ကိုအမှန်တကယ်ခေါ်ခြင်းနဲ့အသိဉာဏ်ရှိလို့ရှိရင်လက်လို့ပြရမယ်ဆိုပြီးတော့ တူရကီကလပ်ဖြစ်တဲ့ကျွန်တော်ကဂလာနာစာရီနဲ့သူစာချုပ်အချုပ်ထားတာအဲ့လိုမျိုးဆိုတော့ဟိုအစင်ကဘယ်လိုပြောမလို့အိုစီမန်ရဲ့ပေါ်တော့ဒီလာရကဘယ်မှမသိဘူးဖြစ်နေတာအခုဆိုလို့ရှင်တော့ sorry ကလပ်တွေပေါ့ဒါနာပိုလီရဲ့အကြိုက်ပဲเนาะမြင်မြင်အိုစီမန်ဘယ်ဘဲရောက်ရောက်ဘာလဲဖြစ်ဖြစ်နာပိုလီရဲ့ concern မဟုတ်တော့ဘူးဒါပေမဲ့လို့အိုစီမန်ရဲ့အပြောင်းအရွှေ့ကနေပြီးတော့ငွေများများရဖို့ဒီနာပိုလီရဲ့အဓိကအကြောင်းရင်းပဲเนาะဆိုတော့ဒါဒါကြောင့်လက်ရှိ United တို့ဘာလို့ကခေါ်ရင်လည်းငွေအဲ့လောက်မပေးနိုင်တာ ကစားမားတွေဘာတွေအလိုက်ပေးရမယ့်ခြေနေမျိုးတွေကျွန်တော်ကြုံနေရတာအဲ့လိုမျိုးတွေမြင်နေရတာအခု sorry ကလပ်တွေရဲ့ဘက်ကတော့ OC man လိုမျိုးအရွယ်ကောင်းကစားမားကောင်းလေးဖြစ်တယ်ဗျာနော်ဒါအရွယ်ကောင်းလေးဖြစ်တယ်ငွေကြေးပန်းရဆိုလို့ရှင်လည်းပဲ OC man တောင်းနေဆိုတာမျိုးကသူတို့အတွက်ပါမွှားလေးပဲရှိတာအဲ့လိုမျိုးဆိုတော့ OC man ဒီဒီ sorry ကလပ်ဒီတွေ့ပေါ့နော်တကယ်ကောင်းတဲ့ option ဖြစ်ကောင်းဖြစ်လာနေတာဒါကြောင့်လည်းပဲလက်ရှိမှာတော့ sorry ကလပ်တွေရဲ့ဘက်ကအမှန်ကန်ခေါ်ဖို့ကြိုးပမ်းနေတယ် fitter OC man ကိုကျွန်တော်တို့ ဒါ sorry အာရေဗျကိုပြောင်းသွားတာမြင်ရတော့မဲ့ခြေနေမျိုးပါ Manchester United ရဲ့ပြစ်မှတ်ကတော့ Liam Delap ဆိုတော့ Osimhen ကမေးလိုက်လို့ရပြီဆိုတော့ညီကလေးနေရော Liam Delap Osimhen နဲ့ Peter Gilchrist ပေါ့နော်ကျွန်တော်တို့ဒါဒီသုံးယောက်ထဲကအသင်းတကယ်ဘယ်သူကိုအမှန်ကန်ကြိုးပမ်းတင်တယ်လို့ညီကလေးမြင်ကြလဲဆွေးနွေးကြပါဦးနော်အားလုံးကိုကျေးဇူးများတင်ပါတယ်